အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live season ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့ဒီနေ့ဖြစ်ပါစေဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်အဲ့တော့လက်ရှိဒါကျွန်တော်နောက်ဆုံးဒါကျွန်တော်တို့အပြောင်းရွှေ့သတင်းတွေအရဆိုရင်တော့ဒါကျွန်တော် update သတင်းတစ်ခုရှိတယ်အဲ့တော့လက်ရှိမှာ Arsenal သင်းနေလာမယ့်ညရာဒီမှာတိုက်စစ်မှုတစ်ယောက်ကျွန်တော်ပေါင်350လောက်သုံးမဲ့အစား တိုင်းစစ်မှုနဲ့ဒါတောင်ပိုင်းကစားသမား2ယောက်ကိုပေါင်ပတ်200လောက်ပေါင်ပြီးသုံးမဲ့သဘောမှာရှိသွားတယ်လို့ပြောလို့ရရင်တော့မပါဘူး။ဒါပေမဲ့ကျွန်တော်အာဆိုတင်းနဲ့ဒီပေါင်ပတ်200ကကစားသမား2ယောက်ထဲမှာသုံးမှာမဟုတ်ဘဲနဲ့ဒါကျွန်တော်တို့ကစားသမားရောင်းလို့ရတဲ့ပတ်စံအတွေကိုမှန်သမျှကိုလည်းဒါခရွန်ကီတို့အုပ်စုအနေနဲ့ဒါကျွန်တော်အသင်းတွေကကုန်ပြန်ထည့်ပြီးသွားမယ်ဆိုတဲ့သတင်းလေးလည်းဒါ short term ရဖြစ်အောင်။ဒါပေမဲ့ဒါအဓိကလက်ရှိမှာကျွန်တော်ပြောချင်တဲ့အသတင်းကတော့ဒါ အာဆိုသင်းနဲ့ဒါပေါင်း350လောက်ကိုဒါအီဆက်ကိုတုံးသွားမှာမဟုတ်တော့ဘူးလို့ကြားသေးရတာပါအဲ့တော့လက်ရှိမှာဒါအာဆနယ်ပြိတက်တွေနေနဲ့အလက်ဇန္ဒားအီဆက်ကိုဒါလိုချင်နေဆိုတာအကုန်လုံးသိပြီးသားဖြစ်နေမယ်ဒါပေမဲ့အာဆိုသင်းနဲ့အခုလက်ရှိမှာဒါကျွန်တော်တစ်ဖြည်းနဲ့တစ်ဖြည်းဒါကျွန်တော်တို့နီးဆက်လာခဲ့တဲ့အချိန်ကြီးကတော့ဒါကျွန်တော်အလက်ဇန္ဒားအီဆက်ဆိုတာတဲ့ Victor Kayokres ကိုဒါအာဆိုသင်းနဲ့လာမယ့်နေရာဒီမှာခေါ်ယူဖို့တစ်ဖြည်းနဲ့တစ်ဖြည်းနီးဆက်လာခဲ့ပြီလို့ပြောလို့ရတယ်အခုလက်ရှိမှာဒါနောက်ဆုံးကြားရတဲ့သတင်းတွေကအာဆိုသင်းနဲ့ဒါ Victor Kayokres ကိုဒါကျွန်တော်ခေါ်ယူဖို့အတွက်ဒါသူရဲ့ agent နဲ့ချိတ်ဆက်တဲ့နေရာမှာတော်တော်လေးအဆင်ပြေခဲ့တယ်လို့ကြားသိရတယ်မှာပါတယ်အဲ့ ော့ Alexander Isak ကိုခေါ်ယူမဲ့နေရာမှာဆိုရင်တော့ delay ရှိမှာ Newcastle United အသင်းနေတယ်သူတို့ Champion League ဝင်မွေးကို Arsenal အသင်းကစောင့်ကြည့်ရအောင်ဖြစ်ပြီးတော့ Alexander Isak ကိုယ်တိုင်ကလက်ရှိမှာအသင်းပြောင်းမှုအတွက်ကိုစိတ်အားထက်သန်နေတာမှန်ပေမဲ့အကယ်၍လက်ရှိမှာ Newcastle United အသင်းနဲ့ Champion League ဝင်သွားခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်ဒီကိစ္စက complication ပို့ဖြစ်သွားမယ်ဒါပေမဲ့ကျွန်တော်တို့ဒါလက်ရှိမှာ Newcastle ကဒါကျွန်တော်တို့ဒါပြောတဲ့သဘောကဒါ အခြေအနေတွေရပါဘောနော်အလဇနက်အီဆက်ကိုတန်150တတ်မှတ်ထားပြီးမယ်အဲညူကာဆယ်ဘဇက်ထဲမှာပဲရှိတဲ့ဈေးတစ်ခုကိုသာပေးရမယ်တယ်မှာပါတယ်တစ်ဖက်ကတော့ကျွန်တော်ဗစ်တာကာယိုဂရက်စ်ကတော်တော်လေးကိုကွာတဲ့ချက်ဖြစ်တယ်အဲ့တော့အာဆိုတဲ့မှာအခုလက်ရှိမှာဗစ်တာကာယိုဂရက်စ်နဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့တော်တော်လေးကိုအားပါချက်ရှိတာကဘာလဲဆိုတော့ဗစ်တာကာယိုဂရက်စ်ရဲ့လက်ရှိအေဂျင်စီကအာတီတာရဲ့လက်ရှိအေဂျင်စီနဲ့တော်တော်လေးကိုဒါကျွန်တော်တို့တယောက်တည်း ဖြစ်တယ်လို့လည်းကြားသေးတယ်ဒါမှမဟုတ်ဒီခုနကလက်ရှိမှာဟိုသတင်းတွေရဆို Victor Kyoto ရဲ့ agents နဲ့ဒါကျွန်တော်တို့လက်ရှိမှာ Arsenal ရဲ့ဒါကျွန်တော်တို့ဒီပြ Adidas နဲ့ဒါတော်တော်လေးကိုဒါကျွန်တော်တို့အဲတိတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာခဲ့တဲ့အချိန်မှာပါတယ်ဘောနော်အဲ့တော့ပြောချင်တဲ့သတင်းတရားရလက်ရှိမှာဒါကျွန်တော်ပြောချင်တာက Adidas အနေနဲ့ဒါကျွန်တော်တို့ Alexander Isak ကိုတယောက်တည်းကိုပဲဒါကျွန်တော်တို့ဟိုအချိန်ဒီအများကြီးပေးပြီးတော့ဒါကျွန်တော်တို့ဒါအပြောင်းရွှေ့ရာဒီတစ်ခုလုံးကိုဒါ push လုပ်နိုင်မဲ့အစားပို့ပြီးတော့ဖြစ်လာနိုင်မဲ့ ဒါကစားသမားတယောက်ကသာအာစနိုသင်းကခေါ်ယူသွားဖို့တော့ပြင်ဆင်နေတဲ့သဘောပေါက်တက်ရောက်သွားတယ်ပေါ့နော်အပြောချင်တာလက်ရှိမှာဒါအကယ်၍အလက်ဇန္ဒားအီဆက်ကိုခေါ်မယ်ဆိုရင်အီဆက်ကိုဒါလက်ရှိမှာခေါ်ချင်တဲ့ကလပ်တွေကများတယ်လစ်ဗာပူးသင်းကလက်ရှိမှာအလက်ဇန္ဒားအီဆက်ကိုခေါ်ယူချင်တဲ့သဘောမှာလည်းရှိတဲ့သတင်းတွေကထွက်ပေါ်နေတယ်မှာပါအဲ့တော့အလက်ဇန္ဒားအီဆက်ကလက်ရှိမှာခုနပြောလိုပဲကစားသမားကိုတိုင်ကအခုချိန်ထိဒါအနာဂတ်နဲ့ပတ်သက်ပြီးမဆုံးဖြတ်ရသေးဘူးသူနည်းဒါအနာဂတ်နဲ့ပတ်သက်ပြီးဆုံးဖြတ်မယ့်ဥစ္စာကဒါညူကာဆယ်နဲ့တဲ့တဲ့နဲ့လာမယ့်ညရာတီမှာချန်ပီယံလိဝင်မဝင်ပေါ်မူတည်ပြီးတော့သူ့ရဲ့အနာဂတ်ကိုဆုံးဖြတ်သွားမှာဖြစ်တယ်လို့ကျွန်တော်နည်းကြားသိရတယ်မှာပါတယ်ဒ ါတဲ့အကြောင်းမျိုးလက်ရှိမှာယူကာဆယ်ယူနိုက်တက်အသင်းအနေနဲ့ဒါကျွန်တော်တို့ချန်ပီယံလိတာမဝင်ခဲ့ဘူးဆိုရင်တော့ okay maybe ပေါ့နော်ဒါပို့ပြီးလို့ဒါပေမဲ့လက်ရှိမှာအာတီတာရဲ့အာစနိုအသင်းအနေနဲ့အန်ဒရီယာဘာတာတို့အိုဆူအနေနဲ့တို့အနေနဲ့ပို့ပြီးတော့တို့အသင်းကိုလာခြင်းနဲ့ဒါလူတွေဒါပို့ပြီးတော့တည်ကြမဲ့လူတွေကိုခေါ်ခြင်းပြောချင်တာအာစနိုအသင်းအနေနဲ့ဒီကစားသမားကဒါကျွန်တော်တို့ကနောက်ဆုံးဒါ transfer deadline date ထိဒါကျွန်တော်စောင့်ပြီးခေါ်ရတဲ့ဆိုင်ကျူပြီးတော့ဒါသဘောတူညီမှုရရမယ်အပြောင်းရွှေ့ရသည့်စာနဲ့ဒါစာချုပ်ဖြတ်သိမ်းခြင်းဖုန်တိုင်းပေးပြီးခေါ်ချမယ်ပြီးအသင်းနဲ့တို့ဒါ pre season မှာတော့ရှင်းလိုက်မယ်အခုလက်ရှိအာစနိုအသင်းရဲ့ pre season ကတော်တော်လေးကိုမိုက်တယ်တီးရတော့ကဒါဟ ောင်းကောင်းမှဆိုတဲ့ဒါ Rotterdam Hotspur တင်တာလည်းနဲ့ဒါပြီဆိုတဲ့ပုံစံမျိုးချင်းပါတော့ Arsenal အသင်း Adidas အနေနဲ့တက္ကစားသမားအစ်တီကိုမြင်းမြန်ဆက်ဆန်ခေါ်ယူပြီးတော့ဒါအသင်းနဲ့အံဝင်ဝင်ကြဖြစ်အောင်လုပ်ချင်တဲ့သဘောမှရှိတယ်။ဒါအပြောင်းရွှေ့ရာသီပိတ်ခတ်နေမှာကစားသမားကိုခေါ်ဟာဒီခုနကပေါ်ရာသီစာမှဒီကစားသမားအံဝင်အောင်လုပ်အချိန်တခုထည့်ယူတဲ့ဆိုတာတဲ့ဒီကစားသမားအခုချိန်ကတည်းကဒါတရားဝင်စကားပြောမယ်ပြီးရင်ဒါချိန်နှက်တတ်တယ်ဆိုတော့ဒါရာသီစာမှဒါတရားဝင်ခေါ်မယ်ခေါ်မှုအပြောင်းရွှေ့ရာသီစာနဲ့တရားဝင်ခေါ်မယ်ခေါ်ပြီးတဲ့ဒီကစားသမားကိုလာမယ့်နွေရာသီမှာတခါတဲ့အသင်းနဲ့ဒူပီစီစဉ်လိုက်ခိုင်းမယ်တခါတဲ့ထရင်းခိုင်းမယ်ပြီးတော့ပရီးမီးယားလိဂ်ရဲ့တကယ်တဲ့ဝူနိုင်ပြန် ်ဆော့ဒီကစားသမားအသားကျပြီးသားကစားသမားဖြစ်သွားအဲ့တော့လက်ရှိမှာအာဆနယ်အသင်းကိုယ်တိုင်ကလည်းဒါကျွန်တော်ရာသီဂျူရှေ့ဆန်းပွဲတွေမှာသူတို့အနေနဲ့ဒါကျွန်တော်တို့ပရီးမီးယားလိကလပ်တီအပြင်ကိုဒါတကယ်ကိုထိတန်းကလပ်တွေနဲ့ပဲခြေဆန်းတောင်းအောင်ဖြစ်တဲ့ကြောင့်မအာဒီတာတွေနဲ့ဒီလူကစားသမားစီးရင်ကိုဒါကျွန်တော်ပို့ပြီးတော့ဟို fit in ဖြစ်သွားနိုင်မှာယူချင်အဲ့တော့ e set ဆိုင်လက်ရှိမှာကာယိုဂရက်စ်ကအာဆနယ်အသင်းစီကိုဒါပူရဖို့ရခိုင်လို့များလာခဲ့ပြီလက်ရှိမှာအာဆနယ်အသင်းကလည်းအဲ့ ဗစ်တာကာယိုကက်ဆိုတာကျွန်တော်ဈေးသက်သက်သွားနေပေါင်တန်း85တန်းပတ်ချလေဝင်းညံနေရလောက်တယ်လူမြင်နေအဲ့တော့လက်ရှိမှာကျွန်တော်တဖြည်းနဲ့တဖြည်း ESAS ဆိုတာထက်ကာယိုဂရက်ကလက်ရှိအာဆနယ်တင်းရဲ့တိုက်စမှုဖြစ်လာဖို့အတွက်တော်တော်လေးကို level ရခွာတာရာဂိုင်တို့အမြောက်ကတော်တော်လေးကိုမြင့်လာပြီလို့မြင်တဲ့သဘောတရားပါရှိပါတယ်အဲ့တော့လက်ရှိမှာအာဆနယ်ပိတ်တဲ့နေချိုးကြတာတိတ်ပြီးဘောမကြောက်လက်စနာ ESAS ကိုပူလို့ခြင်းနဲ့ဒါပေမဲ့ ESAS ကိုလိုချင်နေဆိုတာနောက်ဆုံးချိန်ထိတာ Liverpool တင်းတို့နဲ့ fire မဲ့သဘောမှရှိတယ်အမျိုးမျိုးပေါ့နော်အဲ့တော့ဒါတော့ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုနဲ့ TV4U တို့မှာကြည့်ရလို့ဆိုတော့ပါဝင်ကြည့်လို့ရပါတယ်မြန်မာလက်ကလစ်ဖို့မမိကြ ပါနေပြအောက်ကကွန်မန့်နေတယ်မလေး youth sport media 3.0ဆိုနေ TV4 ရဲ့ link လေးတွေကိုထည့်ပြီးထားကြပြတော့မှာဆိုကုန်ပြေးလို့ရပါတယ်ကျွန်တော် YouTube channel လို့ကိုလည်း like and subscribe လို့ကျွန်တော်အားပြီးလို့ရပါရဲ့များများလေးလည်း click လို့ဖို့မိကြပါနေဟုတ်များများ click လို့မှာများများဖြစ်ပါတယ်အားလုံးမကျူးတူပါတယ်ကောင်းမွန်သောနေ့တွေဖြစ်ပါစုမောင်းအောင်တောင်းပြီးနေပဲကျွန်တော်တို့နောက်မှ AC2 ကြတော့ပေါ့အားလုံးမကျူးတူပါတယ်များများ click ပြီးကြအောင်များများ click လို့မှာများများဖြစ်ပါတယ် T4 ပါ